အခုဒါဘာမဲကုံအောင်မြေတော်ရအကြောင်းရှိတဲ့ဘက်ကနေပြီးတော့ဆက်လျှောက်လာရင်အခုလိုမျိုးလမ်းနှခွဖြစ်နေတဲ့နေရာလေးကိုတွေ့မှာဖြစ်ပါတယ်အဲ့ဒီလမ်းနှခွမှာအခုငကားဖျားတို့ဆိုတဲ့ပြထားတဲ့ဘက်ကိုဆက်ပြီးတော့ရှောက်ရမှာပါအဲ့ဒီကနေဆက်လျှောက်ရမယ်ဆိုရင်ဘုံကြီးကျောင်းလေးနည်းနည်းထပ်တွေ့ပြီးတော့အခုဒါလောကသရဖူဘုံကြီးကျောင်းဝင်ဝါဘက်ကိုရောက်နေတာဖြစ်ပါတယ်ဟိုအရှိမကြည့်လိုက်ရင်ကျွန်တော်တို့ကျွန်တော်အရှိတစ်ခေါက်ကပြောပြခဲ့တယ်လို့ပဲမြူတွေအောက်နေတဲ့တဲကိုကျွန်တော်တို့တပြေးပြေးနဲ့ ဝင်လာတာဖြစ်ပါပြီအခုဒါနောက်ထပ်15မိနစ်လောက်လမ်းလျှောက်ပြီးတဲ့အခါမှာကျွန်တော်တို့အဖွဲ့တွေနောက်တစ်ခေါက်အချက်ထပ်နာကြပါလေမိုးကတော့တဖွဲ့ဖွဲ့လေးရွာနေပြီးတော့မှကျွန်တော်တို့အဖွဲ့အပြင်ကမှနောက်ထပ်တောင်တက်နေတဲ့နောက်ထပ်တဖွဲ့နဲ့လည်းတွေ့ခဲ့ပါသေးတယ်ဗျဟုတ်တဖြည်းဖြည်းလမ်းလျှောက်ရင်းနဲ့ကျွန်တော်တို့မြူတွေအများကြီးအုပ်တဲ့ထဲကိုဖြည်းဖြည်းချင်းဝင်သွားနေပါပြီ။ကဲမြူတွေတဲကိုရောက်နေပြီ။လမ်းကတော့အခုလောလောဆယ်တော့ပြည်ပြည်လေးဖြစ်သွားပြီ။ Thank you.